်ပြားဆိုတာစကလုံးတွေအတန်တွေ စီးချက်တွေ ਨੇ လူစိတ်ခံစားမှု အတွေးခေါ်မြင်ကွင်းတွေကိုပေါ်ကျူးတဲ့နုပညာတမျိုးလည်းဖြစ်ပါတယ်။ရိုးရှင်းတဲ့စကလုံးတွေကနေနဲ့နဲတဲ့အိဗယ်တွေကိုစောင့်ယူနိုင်ပြီးစာဖတ်သူရဲ့နှလုံးစိတ်ကိုထိစေနိုင်တဲ့စွမ်းအားရှိပါတယ်။တပြားကလူတွေရဲ့ပျော်ရွှင်မှုဝမ်းနည်းမှု အရှိအမောစတဲ့ခံစားချက်တွေကို အလှပဆုံးနဲ့အထီးမီဆုံးပေါ်ပြနိုင်ပါတယ်တချို့ခံစားချက်တွေကိုရိုးရိုးစကားနဲ့ပြောဖို့ခက်ပေမယ့်ကြပြာနဲ့ဆိုပုံမှုလွယ်ကူသွားစေပါတယ်ကြပြာမှာတမန်စကလုံးတွေတက်ပုံမှုလှပတဲ့လင်္ကာစီးချက်အတန်စကလုံးတွေအပြင် ခံစားချက်အတက်ကြတွေပါပါဝင်ပါတယ်ကြပြာကိုဒီအရာတွေကပဲဖတ်ရသူတွေအတွက်ဖွေးမတ်စရာရှက်ဖြစ်စေပါတယ်။ ဒါတွေမကြသေးပါဘူးကြပြားဟာတမိုင်းယဉ်ကျေးမှုလူမှုဘဝတွေကိုမှတ်တမ်းတင်တဲ့နီလန်တစ်ခုလည်းဖြစ်ပါတယ်ဂျကင် ခေဟောင်းကအဖြစ်အပျက်တွေလူနေမှု ပုံစံတွေကိုကြပြားကတစ်ဆင့်နဲ့ပြန်လည်ခံစားသိမြင်နိုင်စေပါတယ်ကြပြားဆိုတာကိုယ့်ရဲ့အတွင်းစိတ်ကဘာကို အပြင်ဘက်ကို ထုတ်ပြတဲ့တကားတစ်ချက်ကြပြားဆိုတာစာရေးသူရဲ့ရင်ထဲကခံစားချက် အတွေ့အမြင်နဲ့စိတ်ကူးစိတ်တမ်းတွေကိုသက္ကလုံအမှုပညာနဲ့ရက်လုတ်ထားတဲ့စာသားပကြီကားတစ်ချက်ပဲဖြစ်ပါတော့တယ်ခင်ဗျာအားလုံးပဲဆင်းပြီးကျမ်းမာကြပါသည်နောက်ပြန်တိုင်းမှာပြုံးနဲ့ဆုံကြမယ်